ရလောကသားတွေကိုတင်ကန်းစီးပေးတာဟာလေမိစ္ဆာဓမ္မဖြစ်တာပါပဲလို့လူတယောက်ကမှတ်ထားတာကိုဖတ်မိပါတယ်ဖြည့်ရှင်းပြပါအောင်ဆရာတော်တဲ့မိစ္ဆာဓမ္မကိုပါဋိကဝကအထကထာမှာယောက်ျားယောက်ျားချင်းမိမမိမချင်းတမတ်မှုလို့အဘိဓေဖွင့်ဆိုထားပါတယ်ဒါကပါဋိကဝကအထကထာရဲ့ဖွင့်ဆိုချက်ကိုပြောတာပါအခုပရလောကသားတွေကိုတင်ကန်းစီးပေးတာဟာလေပဲမိစ္ဆာဓမ္မဖြစ်ပါသလားဆိုရင် မိစ္ဆာဓမ္မဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်မိစ္ဆာဓမ္မဆိုတဲ့ပုဂ္ဂိုလ်ကြည့်လိုက်ပါမိစ္ဆာနဲ့ဓမ္မနှစ်ခုပေါင်းဆက်ထားပါတယ်။မိစ္ဆာတရာသည်မိစ္ဆာမှုသာဖြာရန်ဆိုတဲ့အတိုင်းမှားယွင်းခြင်းချွေယွင်းခြင်းဖောက်ပြန်ခြင်းမှန်မှန်ကန်ခြင်းဆိုတဲ့အနက်ကိုဟောပါတယ်။ဓမ္မတရာသည်သဘာဝအနက်ကိုဟောပါတယ်။မိစ္ဆာဓမ္မပေါင်းလိုက်တဲ့အခါမှာမှားယွင်းခြင်းချွေယွင်းခြင်းဖောက်ပြန်ခြင်းမှန်မှန်ကန်ခြင်းသဘောတရားလို့အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်ပရလောကသားတွေကိုသင်္ကန်းစည်းပေးတာဟာလည်းပဲမှားယွင်းတဲ့လုပ်ရဖြစ်တာကြောင့်မိစ္ဆာဓမ္မပဲဖြစ်ပါတယ်။သို့တော့တချို့ကအဲ့ဒီလိုပရလောကသားတွေကိုသင်္ကန်းစည်းပေးတာကိုကြည့်ပြီးအခုလိုငလျင်ဘေးဒဏ်သိ၍လူတွေတေကြတာဟာပရလောကသားတွေကိုသင်္ကန်းစည်းပေးလိုက်လို့ပရလောကစီပောက်ပြီးဖြစ်တာလို့ပြောဆိုနေကြပါတယ်။အထိုင်လျောက်တော့ဆိုင်ကောင်းဆိုင်ပါလိမ့်မယ်နော်။သို့တော့တရိုက်တော့မဆိုင်ပါဘူး။ အကယ်၍ပရလောကသားတွေကိုသင်္ကန်းစီးပိတ်လိုက်လို့ငလျင်ဘေးဒဏ်သင့်ပြီးလူတွေသေးတာဆိုရင်2008ခုနှစ်မလ2ရက်နေ့တုန်းကနာဂိတ်မုန်တိုင်းကြီးတိုက်တဲ့အခါမှာလူတွေအများကြီးသေပါတယ်ပြည်စည်းဥစ္စာတွေလည်းဆုံးရှုံးပါတယ်အဲ့ဒီတုန်းကလူတွေသေတာမှဖြစ်အခုငလျင်ဘေးဒဏ်သင့်လို့သေတဲ့လူထက်အစာပေါင်းများစွာများပါတယ်နော်ကဲအဲ့ဒီတုန်းကလူတွေသေကြတာကိုဘာကြောင့်သေတယ်လို့ပြောပါမလဲနော်ဒါကြောင့် ပရလောကသားတွေကိုသင်္ကန်းစီးပိလိုက်တာဟာမှားယွင်းတဲ့လုပ်ရဖြစ်တာမှန်တော်လဲပဲ။ဤပရလောကသားတွေကိုသင်္ကန်းစီးပိလိုက်လို့ငလျင်ဘေးဒဏ်တင်ပြီးလူတွေတည်တယ်ဆိုတာဟာဓာတ်ရိုက်ပတ်သက်ဆက်နွယ်မှုမရှိပါဘူးเนาะ။အထိုက်လျောက်တော့ပတ်သက်ဆက်နွယ်မှုရှိကောင်းရှိပါလိမ့်မယ်။ဒါလေးတော့ပြောချင်ပါတယ်เนาะ။